ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါဆရာတော် Grade 6 English ကိုသင်နေဆရာဖုန်းသားစင်တင်ဖြစ်ပါတယ်ကဲဒါရတမျိုးကြီးဒီက lesson မှာတော့ဆရာတို့ unit 12ရဲ့ lesson 1ဖြစ်တဲ့ shapes ဆိုတဲ့သင်ခန်းစာလေးကိုအတူတူလေ့လာလိုက်ကြအောင် shape ဆိုတော့ဆရာတို့ဒါပုံတံတန်များပေါ့เนาะမြန်မာလိုပြောမယ်ဆိုလို့ရှင်เนาะအဲ့တော့ဒီမှာဆိုရင်တော့ဒါတို့ပြီးတော့ငငယ်ကလေးက shapes လေးလေ့လာခဲ့တာဖြစ်တယ်နော်ဒီမှာထပ်ပြီးတော့ shape ဆိုတဲ့သင်ခန်းစာလေးထပ်လာပြန်ပြီနော်အဲ့တော့ဒီတန်းမှာကျတော့သားသမီးတို့ငယ်ငယ်တုန်းကသိခဲ့တဲ့ shapes လေးရအကြောင်းလည်းပြန်ပြောမယ်နောက်ထပ်ထပ်ပြီးတော့သားသမီးတို့မသိကြသေးတဲ့ shapes အသက်ကလေးတွေကိုလည်းဆရာတို့ကထပ်ပြောကြမယ်ကဲဒါဆိုကြည့်ပါ1 8 name the shapes then listen and repeat 1 ကဲဒါဆိုလို့ရှိရင်ဒါတို့တမီးကိုဆရာကပုံလေးတွေပြမယ်အဲ့ဒါကိုဒါတို့နဲ့ဆရာတို့နဲ့အတူနာမည်လေးတက်ကြည့်ကြမယ်ကဲစမယ်ပုံလေးကိုကြည့်ပါဟုတ်ပြီကဲဝါနာကြပါလေဒါမြန်မာလိုအရင်ပြောဆက်ဝိုင်းကဲဆက်ဝိုင်းကိုကြတော့ဆရာတို့ကအင်္ဂလိပ်လိုဘယ်လိုခေါ်လဲသိပြီးသားဖြစ်မှာပါ circle circle very good ကဲဆက်ကြည့်ပါဦးနံပါတ်2ဟာဒါလည်းဒါတို့တမီးတို့သိပြီးသားပါနော်ဒါပါလေ တရိကံတရိကံဘယ်လိုခေါ်သလဲ triangle triangle very good စက်ကြည့်ပါဦးပုံလေးကိုဟာအဲ့ဒါကြတော့ပါလေဟုတ်တယ်เนาะလေးတောင်လို့ခေါ်တယ်เนาะဆရာတို့ကဒါစတုယံပေါ့เนาะမြန်မာလူကျန်စတုယံကဲအလားလေးပဲတောင်လေးတောင်ရှိရယ်စတုယံလေးကိုဘယ်လိုခေါ်လဲ square square ဟာဘီကဲစက်ကြည့်ပါဦးဒီပုံလေးကိုအဲ့ဒါပါလဲဆိုတော့ဆရာတို့ဒေါမန်စတုကံเนาะဒေါမန်စတုကံကြတော့ဘယ်လိုခေါ်လဲ rectangle rectangle ်ဟုတ်ပြီ5ကိုဆက်ကြည့်ဟာ5ကအသေးပုံလေးရဲ့ကဲအဲ့ဒါကိုဘယ်လိုခေါ်လဲဆရာတို့က heart heart ဆက်ကြည့်ပါအောင်6ဟာဒါကြောက်ပါဆိုစိန်ပုံလေးတကယ်စိန်ပုံလေးကိုဆရာတို့ဘယ်လိုခေါ်လဲစိန်ကို diamond diamond ဟုတ်ပါပြီကဲဆက်ကြည့်ပါဟောဗာတွေ့ရတယ်အင်းဟုတ်တယ်เนาะအဲ့ဒါကြောက်ဆရာတို့ကဗာလေပြင်စကံเนาะပြင်စကံเนาะ ကဲပြင်စကံကိုကြားရဆရာဘယ်လိုခေါ်လဲဆိုတော့ pentagon လို့ခေါ်တယ် pentagon ဟုတ်ပြီနော်ကဲဆက်ကြည့်ပါအောင်ကဲဆက်ကြည့်မယ်ဆိုရင်ကဲဒီမှာကြည့်ပါဟောအဲ့ဒါလေးကကြားပါလေအမ်ဒါရသမီးတို့နော်မသိသေးဘူးထင်တယ်ဒါလေးကပါလေဆက်ဝိုင်းကိုတဝက်ဖွက်ထားတာနော်ဆက်ဝိုင်းဂျမ်းလို့ခေါ်တယ်နော်ဆက်ဝိုင်းအပြည့်ရဆရာက circle ခေါ်တာဟိုဒါကြားတော့ပါလေဆိုတော့ဆက်ဝိုင်းလေးကိုတဝက်ဖွက်ထားတာနော်အဲ့ဒါကိုကြားတော့ semi circle ဆက်ဝိုင်းဂျမ်းလို့ခေါ်တယ်နော် semi circle เนาะဆက်ဝိုင်းခြံ very good ကဲဒါဆိုရင်ဆက်ကြည့်ပါဦးကဲဒီပုံလေးကိုကြည့်လိုက်ပါအဲအဲ့လေးကကြာပါလဲဆိုတော့อืมမြန်မာလိုကြည့်ရင်တော့ပါလဲကုပါရုံလို့ခေါ်တယ်ဒါတော့ဘာနဲ့ပုံစံကြည့်လဲဆိုတော့လေဒီအန်စာရုံလေအန်စာရုံနဲ့ပုံစံတော့ကုပါရုံလို့ခေါ်တယ်ကဲဆိုတော့ကုပါရုံကြာတော့ဆရာတို့ကဘယ်လိုခေါ်သလဲ English လို့ cube လို့ခေါ်တယ် cube ဟုတ်နော်ကဲဆက်ကြည့်ပါကဲဆိုတော့ဒီပုံလေးကိုဘယ်လိုခေါ်လဲ ဟုတ်တယ်ဗါလေနှစ်နားပြိုင်စတုကနှစ်နားပြိုင်စတုကအဲ့တော့ဗါလေ trapezium trapezium very good ကဲ11လေးကိုကြည့်ပါကဲဒါလေးရပါပုံလေးလေอืมအဲ့ဒါလေးကိုကြာဆက်ရဘလို့ခေါ်လဲဆိုတော့ cylinder လို့ခေါ်တယ်နော် cylinder ကဲဆက်ကြည့်ပါအောင်12ကဲဒါလေးကကြာအလုံးသိပြီးသားပါကဲဒီဘဲဥပုံလေးကိုဘလို့ခေါ်လဲ oval oval ရပြီနော် Okay, that will be it. As we said, your 1B. Look at the pictures in exercise 1A. In pairs, ask and answer the questions. The first one is done for you. Okay, that's me. Okay, love you. No? What is the shape of picture 1? It's a circle. Okay, that's me. What is the shape of picture 2? Picture 2 is shape of ballet. it's a circle triangle. 好比赛季방, what is the shape of picture 3? It's a square. 好的,给赛季방, what is the shape of picture 4? 给巴黎的 picture 4 Yes, it's a rectangle. Very good. Okay, what is the shape of picture 5? 给赛季방, picture 5 Yes, it's a heart. 嗯, okay, what is the shape of picture 6? 给赛季방, picture 6 Yes, it's a diamond. Very good. What is the shape of picture seven? 你睇下翻嚟，picture seven 啊。Yes, it's a pentagon. What is the shape of picture eight? It's a semicircle. What is the shape of picture nine? It's a cube. What is the shape of picture ten? It's a trapezium. 啊。 what is the shape of picture 11? Jiba, it's a cylinder. Very good. What is the pic- What is the shape of picture 12? Ale, It's an oval. Very good. Okay, 2A. Look at the shapes on the right. What shapes are they? What there? Listen and complete the dialogue. Okay, okay. dialogue 1 A, B. Okay, where is the square? See, I have your light. ကဲဒါရင်ဒါရုမီကဘယ်လိုဖြစ်မလဲ it's ပါလေ below the circle เนาะစက်ပိုင်းရင်အောက်မှာရှိတယ်ကဲအဲ့တော့ listen and ဘာလို့ရမလဲဖြေရမှာเนาะတကြကဲလာပြီ how many stars are there inside the circle ကဲအဲ့ဒါဖြေပါအောင်3ဟုတ်တယ်เนาะအဲ့တော့ circle ထဲမှာ star ဘယ်နှခုရှိလဲ3 very good ကဲဆက်ကြည့်မယ် how many hearts are there inside the square How many hearts inside no, are there inside the square? Two. No, Okay. Dialogue two set Okay, Dika, in a binet. Say, if you met, Where is the rectangle? Get rectangle by male. It's above the triangle. Yes, above triangle, a poma sheet. Sajiba. How many circles are there inside the rectangle? Give ကဲဆောင်းဝိုင်းဘယ်နှခုရှိလဲဒါမှစတုကန် rectangle ထဲမှာ two circles အဲ့တော့ two ကဲကြည့်ပါအောင် how many diamonds are there in the triangle ဘယ်နှခုရှိလဲ diamond ဘယ်နှခုရှိလဲ triangle မှာကြည့်ပါအောင် yes 3 diamond ၃ခုရှိတယ်တော့လိုက်တာကဲဒါဆိုဒါတို့သမီးတို့ရေဆရာတို့အခုဘာကိုလေ့လာခဲ့တာလဲเนาะဟောဆရာတို့က shapes တွေအကြောင်းကိုလေ့လာသွားတာဖြစ်တယ် ော်အဲ့ဒီသင်ခန်းစာမှာဆရာပြောထားသလိုပဲ shape ဆရာတို့ဒါတို့ငငယ်ကတည်းကဒါတို့သမီးတို့ကလေ့လာတာဒီဖြစ်တယ်။ဒါပေမဲ့လို့အခုသင်ခန်းစာလေးမှာကြတော့เนาะ shape ဆေးမှာကိုတိပြီးသား shape တွေလည်းပါသလိုနောက်ထပ်ကိုမသိသေးတဲ့ shapes အသစ်ကလေးတွေလည်းတိုးလာတာကိုတွေ့ရမှာเนาะ။ကြည့်ဒါဆိုရင်ဒါတို့သမီးတို့ကမလုပ်ရမလဲဆိုရင်အသစ်တိုးလာတဲ့ shape လေးတွေကိုတစ်ခါပြန်ပြီးတော့မှတ်ပါเนาะ။စာလုံးပေါင်းလေးတွေလည်းမှန်ပါစေเนาะ။စာလုံးပေါင်းလေးတွေစာတေချာရေးကျင့်ပါเนาะ။ပြီးရင်ဘယ်မှလို့ခေါ်ဘယ်လိုခေါ်သလဲ။ ါလေးတွေလည်းသိရမယ်နော်။ကြည့်လားဆိုရင်ဒါရိုသမီးတို့အခု shapes လေးရဲ့အကြောင်းကိုတခါပြန်ပြီးတော့ဘာ shapes လေးနော်ဘာပုံစံလေးရှိလဲဆိုတာကိုပြန်ပြီးတော့လေ့လာလိုက်ကြပါ။ကဲဒါဆိုဒါရိုသမီးတို့ရေဆရာတို့အခုလေ့လာခဲ့တဲ့ lesson ကတော့ unit 12ရဲ့ lesson 1ဖြစ်တဲ့ shapes ဆိုတဲ့သင်္ကန်းစာလေးပဲဖြစ်တယ်နော်။ဒါဆိုရင်ဒါရိုသမီးတို့နဲ့ဆရာနဲ့နောက်ထပ်လာမယ့်သင်္ကန်းစာမှာထပ်ပြီးတော့ဆုံတွေ့ပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။